မင်္ဂလာပါရှင်2025ခုနှစ်အေပြီလ18ရက်နေ့အတွက်မူလီဝတ္တနဲ့ဇလာဗီရာတတိယကိုနေပြီးတော့မူလီဝတ္တနဲ့ဇလာဗီရာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေအပူချိန်ခြေနေများမှာရခိုင်ပြည်နယ်မကွေတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်းဒေသကြီးတို့မှာအေပြီလရဲ့ပုံမှန်အပူချိန်တို့က2 degree celsius စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာအေဒီလာရဲ့ပုံမှန်အပူချိန်တို့ဟာ3ဒီဂရီဆယ်စီယပ်နဲ့စကိုင်းတိုင်းဒေသကြီးထက်ပိုင်းမှာအေဒီလာရဲ့ပုံမှန်အပူချိန်ဟာ6ဒီဂရီဆယ်စီယပ်ရွံ့နေခဲ့ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာအေဒီလာရဲ့ပုံမှန်အပူချိန်ခန့်သာရှိခဲ့ပါတယ်။2025ခုနှစ်အေဒီလာ16ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မျိုးလိုက်ထူကြတဲ့နေ့အပူချိန်အခြေအနေများမှာ6မျိုးမှာ၄၀တသမာ၄ဒီဂရီဆယ်စီယပ် တောင်ငူမျိုးနဲ့တောင်တွင်ကြီးမျိုးတို့မှာ39.5ဒီဂရီဆယ်စီယက်စီအောင်လန်မျိုးမှာ39.3ဒီဂရီဆယ်စီယက်ကော့ဂရိတ်မျိုးမှာ39.1ဒီဂရီဆယ်စီယက်တောင်ငူလေးချောင်းမိုးလေဝသမကွေးမျိုးနဲ့ဆင်ဖြူကျွန်းမျိုးတို့မှာ39ဒီဂရီဆယ်စီယက်စီစောင်းတူမျိုးမှာ38.6ဒီဂရီဆယ်စီယက်ပြည်မျိုးမှာ38.4ဒီဂရီဆယ်စီယက်နဲ့မင်းဘူးမျိုးမှာ 38.2ဒီဂရီဆယ်စီယပ်တို့ဖြစ်ကြပါတယ်။မှတ်သားဝယ်ရာမူရီချိန်များမှာဒီချိန်မျိုးမှာ2.2လေးလက်မှာကမ်ဘလူးမျိုးမှာ1.65လက်မှာမော်လိုက်မျိုးမှာ1.33လက်မှာမတ်တောင်မျိုးမှာ1.1လေးလက်မှာဖအံမျိုးနဲ့ရှောင်းစုံမျိုးတို့မှာ1.13လက်မှာစီတတ်ထုံမျိုးမှာ1.32လက်မှာရွှေကျင်မျိုးနဲ့ ဖန်အန်စိုက်ပျိုးရေးမိုးလေဝသမှာတုံညာတသမ6ရှစ်လက်မစီမိုးညင်းမြို့မှာတုံညာတသမ83လက်မနဲ့ပြင်မနာဝဲကြီးမှာတုံညာတသမ89လက်မတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လဲတနအိခွဲအချင်းမိုးလေဝသကျူရူမှာဖန်ဝင်ရရှိတဲ့ပုံရကပလီပင်လယ်ပြင်နဲ့ပင်ကလားပင်လယ်ော်တောင်ပိုင်းတို့မှာတိမ်တင်တင်ဖြစ်ထွန်းနေပြီးကြံပင်ကလားပင်လယ်ော်မှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ အေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာတိုင်းဒေသကြီးတို့မှာမိုးဒိန်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေလျာနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်သေးတဲ့မှာတိမ်ထုထက်နေတာကိုတွေ့ရပါတယ်။ ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလေပြင်းအားရော့နေနေပါတယ်။မြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းသေးသေးရှိပါမယ်။လှိုင်းမြင့်မှာမြန်မာကယ်ရဲတခြားနယ်ကယ်လိုပင်လယ်ပြင်တို့မှာလေးပေမှခုနှစ်ပေကန်ရှိနိုင်ပါတယ်။မနေ့ဖြန်မနေ့ထိခမဲချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီး နေပြည်တော်ပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာ နေရာကျကျကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိစိနဲ့အေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံပြားမုတ်ထကျုံရွာပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားပေတာခမန်းချက်များကိုတင်ပြပါမယ်ရှင် နေပြည်တော်နဲ့အနီးတစ်ပိုင်းအတွက်မနေ့ဖြန်မနေ့အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာတည်တည်တည်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနေ့ဖြန်မနေ့အထိမိုးလေဝသအခြေအနေခမန်းကြမှာလဲတိမ်တိမ်တိမ်ဖြစ်ထွန်းပြီး မိုးထချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။အမြင့်ဆုံးဦးချိန်မှာ36ဒီဂရီဆယ်စီယပ်စ်69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဦးချိန်မှာ24ဒီဂရီဆယ်စီယပ်စ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွင်းမနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲတိမ်တိမ်တိမ်ဖြစ်ထုံးပြီးမိုးထချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။ အမြင့်ဆုံးဘူးချိန်မှာ35ဒီဂရီဆယ်စီယပ်65ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကယားပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်မှာနေရာအနှံပြမုတ်တိချုံရွာပါမယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလွယ်နှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာဗေဒတတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာရှင်းလာကြပါစေရှင်။